ားလုံးပဲမင်္ဂလာပါ။ချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့2025ခုနှစ်မေလ28ရက်နေ့အတွက်ခုံနုံတုံချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ကျွန်မကတော့ဆာမ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ ULAAA ကဖမ်းဆီးပြီးစစ်တင်တန်းပို့တဲ့ချင်းချောင်းသားကျောင်းသူတွေနဲ့လူငယ်63ဦးကိုပြန်လွှတ်ပေးဖို့ CBSC တောင်းဆိုတဲ့သတင်း။ ချင်းပြည်သက်ကွန်ဂရက်ပါတီကိုစစ်ကောင်စီလက်အောက်ခံရွှဲခေါက်ပွဲကော်မရှင်ကပါတီတီထောင်ခွင့်ပြုတ်လိုက်တဲ့တဲ့နဲ့ချင်းတောင်ကိုအင်အားရနဲ့ကြီးတက်လာတဲ့စစ်တပ်ကို စစ်စီနဲ့စီဗီတို့ကစုပေါင်းစုဖွဲ့ခုခံနေစတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်။ အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အရခတတော် ULAAA ကရခိုင်ပြည်နယ်ထဲကချင်းချောင်းသူចောင်းသားတွေအပါအဝင်လူငယ်63ယောက်ထံမင်းကိုဖမ်းဆီးထိန်းသိမ်းထားပြီးစစ်တင်တန်းပေးနေခြင်းကနေပြန်လည်လွှတ်ပေးဖို့ချင်းနိုင်ငံရေးဦးဆောင်ကော်မတီရခိုင်ပြည်နယ် CPSC ကယနေ့မေလ28ရက်နေ့မှာကြေညာချက်ထုတ်ပြန်ကတောင်းဆိုလိုက်ပါတယ် မိသားစုစာဝတ်နေရဲ့အတွက်ပြင်းမထွက်အလုပ်လုပ်မဲ့ချင်းလူငယ်တွေနဲ့အသက်မပြည့်သေးတဲ့ချင်းကြောင်းသူကြောင်းသားတွေ63ဦးထံမှနေကိုအရခတတော် ULAAA ကဖမ်းဆီးပြီးစစ်တင်တန်းပို့ဆောင်တာကိုမိသားစုဝင်တွေစီကနေသိရတယ်လို့ CBSC ကထုတ်ပြန်ပါတယ်။ ဘလူဖန်စီခေါ်ဆောင်သွားကြလဲဆိုတော့အချို့ကနောင်တော်ဖက်နောင်တော်ကြီးနောင်တော်လေးမြစ်ထဲမှာ တချို့ကရခိုင်ရုံမကိုကြော်တဲ့အချိန်တချို့ကကြောက်ကြုံမြုံနေနဲ့တစ်ဖက်ကတဲချောင်းကိုတို့စိတ်မှာတချို့ကပြေးမသွားဖို့ပွဲစားလို့ဆိုပြီးရွာထဲဝင်ဖားနာပြကျွန်တော်တို့တည်င်းမရတဲ့စစ်တွေရဲ့အခက်အခဲရှိတဲ့သူတွေလည်းအများကြီးရှိနိုင်ပါသေးတယ်လို့ CBSC ဘဟုအလို့မှုဆောင်စလိုင်းကန်ရိုကပြောပါတယ် ရှိခိုင်ပြည်နယ်မင်းပြားမြို့နယ်နဲ့မြေပုံမြို့နယ်ထဲကချင်းလူငယ်တွေဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ပြီး၎င်းတို့မှာအသက်အရွယ်အပြင်73နှစ်ကနေ55နှစ်ကြားအရွယ်တွေဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးမှုတွေဟာ2023ခုနှစ်အောက်တိုဘာလ2024ခုနှစ်စက်တင်ဘာလ2025ခုနှစ်အပြင်နဲ့မေလတုန်းမှာဖြစ်ပွားခဲ့ပြီးတော့ တချို့ဟာ ULA AA မှာတက်သားတွေဖြစ်နေကြပြီးတချို့မှာ55ရက်စစ်တင်တန်းတက်ပြီးတဲ့နောက် ULA AA ထံမှာနှစ်နှစ်တာစစ်မှုထမ်းရမယ်လို့သိရပါတယ်ဖန်ပြီးတရားဥပဒေအရစီရင်နေဆိုရင်လက်ခံလို့ရပါမယ်အခုကအသက်မပြည့်သေးတဲ့ကလေးသူငယ်တွေကိုအတင်းအဓမ္မဆင့်မှုထမ်းခိုင်းစေခြင်းဟာလူအခွင့်အရေးအရဝဲခရမ်စ်မြောက်ပါရီ တာကို ULAA ရဲ့အောက်ခြေကလူတွေဂျုံလွန်နေကြတယ်။တာဟာလက်ခံနိုင်စရာမရှိသလိုအသက်မပြည့်သေးတဲ့ကလေးတွေကိုပြန်လွှတ်ပေးရမယ်။မလွှတ်ပေးဘူးဆိုရင်လူအခွင့်အရေးကိုတည်တည်ကြီးနဲ့ဂျုံလွန်ရင်ကျွန်တော်တို့အနေနဲ့ပြိပိခါကိုပို့ပြီးတော့ဥတီပါလိမ့်မယ်လို့ဆလိုင်းကန်ရိုကပြောပါရီ။တဆင်နှစ်ခွန်စစ်စင်ရဲ့အဖြစ်အရခပြင်းနယ်မှာတကြော့ပြန်တိုက်ပွဲဖြစ်လာပြီးတော့ပြည်သူအလုံး၊ကြီးညာရေး၊ဈာမရေးအစ်စ်မွေးဝမ်းကြောင်းဆိုင်ရာလက်လန်းမီခွန့်စတဲ့အချက်အတဲတွေနဲ့ရင်ဆိုင်နေရကြောင်း လကောင်းတို့ထဲရခိုင်ပြည်နယ်ကချင်းလူမျိုးတွေလည်းအလားတူခံစားနေရတယ်လို့သိရပါတယ် ULAAA ရဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် National Defense Emergency Provision ဟာလေရခိုင်ဒေသကနေလူမျိုးစုတိုင်းနဲ့တက်ဆိုင်တဲ့ဌာနေချင်းလူမျိုးစုကိုအတိအမှတ်ပြုတံပိုးထားကဌာနေချင်းနိုင်ငံရေးအင်အားစုတွေနဲ့ချုပ်တင်ညှိနှိုင်းမှုပြုလုပ်တင်ကြောင်းချင်းနိုင်ငံရေးဦးဆောင်ကော်မတီရခိုင်ကထုတ်ပြန်လိုက်ပါတယ် ပြဋ္ဌာန်းချက်ဟာပြည်သူတွေအကျအတဲနဲ့ကြုံတွေ့ရမယ့်ပြဋ္ဌာန်းချက်ဖြစ်တဲ့အပြင်လူအခွင့်အရေးစံနှုန်းတွေနဲ့ကင်းကွာရာကိုတွေ့ရှိရတယ်လို့ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ CPSC ကဆိုပါတယ်။အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို ULAA က2025ခုနှစ်မတ်လ18ရက်နေ့မှာစတင်ပြဋ္ဌာန်းခဲ့ပြီးတော့အခုမေလ22ရက်နေ့ကနေစတင်ပြီးရခိုင်ပြည်အတွင်းမှာကျင့်သုံးတော့မယ်လို့လည်းကြေညာထားပါတယ်ရှင်။ ဆက်လက်တန်ဆက်ပြီးမှာကတော့ချင်းပြည်သည့်ကွန်ကရစ်ပါတီကိုနိုင်ငံရေးပါတီတီထောင်ခွင့်ပြုတ်လိုက်ကြောင်းစစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာလိုက်ပါတယ်ချင်းပြည်သည့်ကွန်ကရစ်ပါတီကိုနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမီးဥပဒေတွေနဲ့အငြိညင်ညွတ်ကြောင်းစစ်စစ်တွေ့ရှိရလို့မေလ26ရက်နေ့မှာပါတီတည်ထောင်ွက်လျှောက်ထားခြင်းကိုခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ် အဲ့ဒီပါတီတည်ထောင်ခွင့်ရရှိတဲ့ချင်းပြည်သက်ကွန်ကရစ်ပါတီဟာခွင့်ပြုချက်ရရှိတဲ့နေ့ကစပြီးရပ်ပေါင်း30အတွင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဒီဥပဒေခုနှစ်နဲ့အငင်းကော်မရှင်ထံမှနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးဖို့လျှောက်ထားရမယ်လို့လည်းသိရပါတယ်မေလ26ရက်အထိပါတီတည်ထောင်ခွင့်ပြုတ်ထားတဲ့နိုင်ငံရေးပါတီ16ပါတီရှိပြီဖြစ်ကြောင်း နိုင်ငံရေးပါတီတည်ထောင်လို့သူတွေက ပါတီအမည်ကိုဖော်ပြပြီးအဲ့ဒီကော်မရှင်ကိုပါတီတည်ထောင်ခွင့်လျှောက်လာတဲ့အဖွဲ့28ဖွဲ့ရှိတယ်လို့လည်းသိရပါတယ်။ချင်းပြည်သည့်ကွန်ဂရက်ပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ခေါင်းဆောင်နဲ့ဒုတိယခေါင်းဆောင်တို့ဟာချင်းလူငယ်များဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ဘယ်သူဘယ်ဝါဆိုတာကိုတော့အတိအကျအတိမပြုံနိုင်သေးပါဘူး။ အဲ့ဒီပါတီဟာပါတီတီထောင်ခွင့်ကိုယခုနှစ်မတ်လ6ရက်နေ့ကစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံရှောက်ထားခြင်းဖြစ်ပါတယ်။စစ်ကောင်စီဟာရွေးကောက်ပွဲကိုလာမယ့်ယခုနှစ်ဒီဇင်ဘာလတတိယပတ်စတုထပတ်နဲ့2026ခုနှစ်ဇန်နဝါရီလပထမပတ်ဒုတိယပတ်တို့မှာကျင်းပမယ်လို့ကြေညာထားပြီးစုံမီးအမျိုးသားပါတီခုံမီးအမျိုးသားပါတီတို့လည်းပါတီတီထောင်ခွင့်ရှောက်ထားကြပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းကလေးမျိုးကနေချင်းတောင်ကိုအင်အားရချင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုချင်းလင်းကောင်စီစစ်စီပူပေါင်းတဲ့နဲ့ချင်းငင်အောင် CB တပ်တို့ကပူပေါင်းစုဖွဲ့ပြီးခုခံတိုက်ခိုက်နေကြောင်းသိရပါတယ် တပ်ဖွဲ့ဝင်အင်အားရရှိပါဝင်နေတဲ့စစ်ကောင်စီတပ်ကိုချင်းကာကွယ်ရေးတပ်ဖွဲ့ CDF CDMC ရင် PDF စုံလန်းနဲ့ CDF KKG တို့ကမေလ22ရက်နေ့ကစတင်ပြီး23ရက်နေ့အထိတိတိမြုံနယ်ထဲခုခံတိုက်ခိုက်နေခဲ့ပြီးတဲ့နောက်ချင်းတောင်လိုင်းရေးတပ်ဖွဲ့တွေကပူပေါင်းစုစည်းကဆက်လက်ခုခံတိုက်ခိုက်နေခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ဒီနေ့ဒီအချိန်မှာသူ့အဖွဲ့ကိုအဖွဲ့ဆိုတာမျိုးမဟုတ်ဘဲနဲ့ဥတီချက်ချင်းတူငေတဲ့စစ်ကောင်စီအပြုတ်တိုက်ရဲဆိုတဲ့ရေမှန်းချက်တူငေနေတဲ့အဖွဲ့စည်းအားလုံးကတော့အဲ့ဒီမှာအခုက CC နဲ့ CB ဆိုတာမဟုတ်တော့ဘဲနဲ့ပူပေါင်းဆက်စင်ကြီးအနေနဲ့ကျွန်တော်တို့အခုဖော်ဆောင်နေတာဖြစ်ပါရီ ဒီနေ့ဒီချိန်မှာကျွန်တော်တို့ရေမှန်ချက်တွန်းနေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံးဝိုင်းပြီးတော့လုံမှရမယ်ပေါ့ဒီလိုမျိုးမလုပ်ဘဲနဲ့အခုသူ့အဖွဲ့ခုအဖွဲ့ဆိုတာမျိုးရှိနေသေးရင်ဒီတိုက်ပွဲကပြန်ပြီးတော့တွန်းလှန်နိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့အားကောင်းကောင်းနဲ့ဒီလိုလုံမှရမယ်သူတို့ရဲ့ရေမှန်ချက်ဥတီချက်မအောင်မြင်ဖို့ကအဓိကဆိုတော့ကျွန်တော်တို့ရှိရှိသမျှနဲ့ပဲကျွန်တော်တို့တိုက်ပွဲဝင်ဖို့လိုပါလိမ့်မယ်လို့စင်အမျိုးသားတက်ဦး CNF ပြောရေးဆိုခွင့်ရှိသူ slide ထက်နေကပြောပါရီး တိတိမျိုးနယ်ထဲကချင်းတော်လိုင်းတပ်များတင်ထားတဲ့တိုင်ငင်းစခန်းနဲ့ကလေးမျိုးအကြောင်းမှာချင်းတပ်ပေါင်းစုနဲ့စစ်ကောင်စီတပ်တို့အကြားတပတ်ကြာယနေ့အထိတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။စစ်ရင်တန်း15စီးနဲ့တပ်အင်အား250ခန်းရှိတဲ့စစ်ကောင်စီတပ်ဟာကလေးကောလစ်ဝင်းအတွင်းကားတွေထားခဲ့ပြီး .5 ကားတွေနဲ့အတူချင်းလင်းစစ်ကြောင်းထိုးလာတယ်လို့ချင်းကာကွယ်တပ်ဖွဲ့က ကနဦးယူဆခဲ့ပေမဲ့လက်ရှိအခြေအနေမှာစစ်ကောင်စီဟာတိုက်အင်အားရှိရာခန့်နဲ့စစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။အင်အားရာကြီးရှိစစ်ကြောင်းကို တမမိုးကအိုးဆောင်ပြီးချင်းတောင်ကိုစစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ချင်းတောင်ကိုမြေပြင်စစ်ကြောင်းထိုးလာတဲ့တပ်ကိုစစ်ကောင်စီက drone တွေ၄၀မမ60မမနဲ့ ကြစ်ကိုပေးနေသလိုကလေးမျိုးကနေလည်း120မမနဲ့ကြစ်ကိုပေးနေတယ်လို့လည်းချင်းခါခွဲတဖွဲဖက်ကနေသိရပါတယ်စစ်ကောင်စီစစ်ကြောင်းဟာစစ်ရေးပြုံဟာအရေးပါတဲ့တိုင်ငန်းစခန်းကိုထိန်းချုပ်အထိုင်ချရဲ့ဥတည်နိုင်သလိုတိုင်ငန်းကနေတဆင့်တီးတီမျိုးကိုတက်အင်အားဖြည့်နိုင်ကြောင်းချင်းငင်အောင်တင်ထားတဲ့ဖလန်မျိုးဖက်ကိုလည်းဥတည်နိုင်ကြောင်းသိရပါတယ် သူတို့ဥတီတာကတိုင်ငင်းကနေတီးရင်ဖက်ကိုသွားမဲ့လမ်းရှိသလိုဖလန်းဖက်သွားမဲ့လမ်းလည်းရှိတာပေါ့လေအဓိကသူတို့အပြောအရာဆိုရင်တော့သူတို့တင်ထားတဲ့မြို့သူတို့ဆုံးရှုံးထားတဲ့မြို့တွေကိုပြန်လည်ပြီးတော့တင်ဖို့စုံမုပ်ဖို့ဆိုတဲ့ဟာကိုရည်ရွယ်ပုံရပါတယ်ဒီတော့အခြေအနေကတော့အဲ့လိုအနေထားမှရှိတယ်ကျွန်တော်တို့ထင်တာကဖလန်းမြုပ်ပြန်လဲရရှိရေးကိုဥတီလိမ့်မယ်တစ်ဖက်မှာလည်းတိတိကိုလည်းအင်အားဖြစ်ရင်ဖြစ်မယ်ပေါ့လို့ slide ထဏီကပြောပါရီး ချင်းတော်ဟိုင်းရဲ့ပေါပောင်တက်ဟာစစ်ကောင်စီစစ်ကြောင်းကိုချက်တောက်တိုက်ခိုက်ဖို့မေလ20ရက်နေ့ကစပြီးကလေးတိုင်ရင်ကာလိုင်းရဲ့အတက်အစင်အလုံးကိုယာယီပိတ်လိုက်တယ်လို့ CDF CDM စီရင်ကကြေညာထားပါတယ်။ကလေးတိုင်ရင်ကာလမပေါ်ကမော်လ်ပီထေဆောင်၊ရောင်စင်းနဲ့ဝန်ဆမ်ချေရွာတို့ကဒေသခံပြည်သူတထောင်ကျော်ဟာလဲဥအိမ်ဆောင်ကစစ်ပီးတင်ဆောင်နေရပါတယ်။ ကလေးတိုင်ငယ်လမ်းပိုင်းဟာကလေးမျိုးနဲ့ချင်းပြည်နယ်မြောက်ပိုင်းမြို့ကြီးတွေကိုဆက်သွယ်ထားတဲ့အထူးကလမ်းမကြီးလေးဖြစ်ပါတယ်။ကလေးမျိုးမှာစစ်ကောင်စီရဲ့ဒေသကုကဲမှုစစ်ဌာနချုပ်ဒါကစားအခြေစိုက်ထားပြီးချင်းပူပေါင်းတပ်တွေတင်ထားတဲ့တိုင်ငင်းစခန်းမှာကလေးတပ်ကစားရဲ့အရေးပါတဲ့ပြိုဟာကုန်းစခန်းဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနာတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်